ကယ်ဒမီမရတလို့ချစ်သူလည်းမရလို့ရာသက်ပံမဲဒီလာရှင်ဝက်လိုက်ပြီဖြစ်တဲ့မိုးဟေကုံပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နမကြီးမင်းသမီးတင့်တင့်ထုံလိုမျိုးအောင်မြင်နေတဲ့ချိန်မှာလော်ဂီလူပောင်ကိုဆွန့်လွတ်ပြီးတော့မဲဒီလာရှင်လှုပ်သွားတာကတော့မင်းသမီးကြီးတယောက်ဆောင်မင်းသမီးမိုးဟေကုံပါ။ဒီလိုမျိုးဝင်လိုက်ရတာကလည်းမိုးဟီကိုဟာအကယ်ဒမီမရတဲ့လို့ယောက်ျားလည်းမရတာကြောင့်ဖြစ်တယ်လို့သိရပါဗျ။ အလုံးသေးကြတဲ့ဒိုင်မိုးရီကိုကအနုပညာတက်တန်းနှစ်ပေါင်း20ကျော်အတွင်းမှာရုပ်ရှင်ဇာတ်ကားတွေဇလန်တွဲတွေကြော်ညာတွေများစွာနဲ့အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အထူးသဖြင့်တော့မိုးရီကိုကပုရိသယောက်ျားလေးတွေကိုယူခါသွားစေတဲ့အလှပိုင်ရှင်တဦးဖြစ်ပါတယ်။မိုးရီကိုရဲ့အကြည့်တယုံဆောင်ပုံတွေ၊စကားပြောဟန်ပန်တွေအလုံးကပရိသတ်တွေကိုဖန်ဆားနိုင်ကြရပါ။ဒါကြောင့်လဲမိုးရီကိုကအနုပညာလောကမှာထိတ်တန်းတယုံဆောင်မင်းသမီးအဖြစ်နဲ့ရုပ်ရှင်ဇာတ်ကားများစွာမှာတယုံဆောင်ကြရဖြစ်ပါတယ်။ဒါပေမဲ့လဲမိုးရီကိုကအကယ်ဒမီဆုတွေနဲ့လွဲချော်နေသေးပါ။ဒါကြောင့်လဲမိုးရီကိုကိုအနုပညာလောကတွေကဒုတိယနဝရအဖြစ်တင်စားကြပါတယ်။ အစောပိုင်းမှာတော့မိုးရီကိုကအနုပညာလောကမှာအောင်မြင်မှုတွေနဲ့ပြည့်ပြည့်စုံနေတဲ့တရုတ်ဆောင်တယောက်ဖြစ်တယ်လို့ပြင်ပလောကမှာလည်းစီးစိမ်ချမ်းသာတွေပြည့်နေတဲ့တထေးမကြီးတယောက်ပါ။ဒီမရဲ့ဘဝမှာမပြည့်စုံသေးတဲ့အရာကတော့အကယ်ဒမီဆုတစ်ခုတာကြံရှိပါတယ်။မိုးရီကိုကဒီလိုမျိုးအကယ်ဒမီဆုရဖို့အတွက်လည်းနှစ်တိုင်းနီးပါးစူးစမ်းခဲ့ပါတယ်။အခုနှစ်မှာဆိုရင်လည်းမိုးရီကိုကဒီမရဲ့တရုတ်ဆောင်အရေးချင်းတွေကိုအပြေအဝါလုပ်ပြခွင့်ရမယ်။မိတင်စင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူတကုတ်တရားရုပ်ရှင်ဇာတ်ကားကြီးကိုလည်းရိုက်ကူးပြီးတော့ ကျင်းတဲ့အကယ်ဒမီစုရရှိအောင်လှုပ်ဆောင်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းအကယ်ဒမီစုရရှိသွားခဲ့တာကဝင်းမုံရွှေကြီးပဲဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လည်းမိုးဟေကိုရဲ့အဖြစ်အပျက်ကတော်တော်လေးကိုရင်နာစရာကောင်းတယ်လို့ဆိုရမှာပါ။ သူမလောက်မှာဝါမရင်သေးတဲ့တသက်ဆမင်းသမီးတွေတောင်မှအကယ်ဒမီမင်းသမီးတွေဖြစ်နေကြတဲ့ချိန်မှာမိုးရီကိုဆိုတာကအကယ်ဒမီနဲ့လွဲနေစေဖြစ်တာကြောင့်တကယ်ကိုစိတ်ကုံသွားခဲ့ပါပြီ။ဒါကြောင့်မိုးရီကိုကအခုဆိုရင်အနုပညာအလုပ်တွေနဲ့အရာအလုံးကိုစွန့်ပြီးတော့တရဏဘောင်ထဲကိုသွားကာရာသက်ပံမဲသီလရှင်ဝင်လိုက်ပြီးဖြစ်ပါတယ်။နောက်ထပ်မိုးရီကိုတရဏဘောင်ထဲကိုဝင်သွားရခြင်းရဲ့အကြောင်းရင်းတစ်ခုကတော့သူမမှာတွေ့တာစရာဘယ်သူမှမရှိတာကြောင့်ဖြစ်ပါတယ်။မိုးရီကိုဟာအနုပညာလောကမှာထိတ်တန့်မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင်ချမ်းသာကြွယ်ဝတဲ့ ထေးမကြီးတယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့မိုးဟီကိုဟာသူမကိုနားလည်ပေးမဲ့ချစ်သူမရှိပဲအပြိုကြီးဖြစ်နေတာဖြစ်ပါတယ်မိုးဟီကိုမှာအစောပိုင်းမှာတွေ့တာဇာမီခင်ရှိရာကြောင့်ရုပ်ရှင်ဇာတ်ကားတွေတောင်မရိုက်ဖဲနဲ့မိခင်ကြီးကိုပြုစုခဲ့ပေမဲ့အခုတော့မိခင်ကြီးပါကွယ်လွန်သွားခဲ့ပါပြီဒါကြောင့်မိုးဟီကိုကအနုပညာလောကကနေကြောခိုင်းနှုတ်ဆက်ပြီးတော့လောကီလူပောင်ကိုဆွန့်လွတ်ပြီးတော့တရဏပောင်ကိုဝင်ရောက်သွားတာပဲဖြစ်ပါတယ် မိုးအေကိုကသူမရဲ့သပင်တွေကိုဆွန့်လွတ်ပြီးတော့ကရုံတောင်းနေတဲ့ပုံရိပ်လေးတွေလည်းပုတ်ပေါက်ခဲ့ပြီးအေးချမ်းရအေးချမ်းကြောင့်တရားဘဝနာအားထုတ်ပြီးတော့နေထိုင်သွားတော့မှာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရဏဘောင်ထဲမှာရတပ်ပံမဲ့ဒီလာရှင်ဝီတော်မဲ့မိုးအေကိုရဲ့ဆုံးဖြတ်ချက်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်